ငါမင်းဆိုတော့ဟာမျိုးထုတ်ပေးတယ်တော့ငါတော်တော်များနေဗျာတိရောက်ကုန်အာရဲကျမကြီးကောင်းပါလေဘာပြောနိုင်အဲခိုင်းပြီးတော့ဘာလို့ပြနိုင်တော့ကြာတာကျွန်တော်တို့ဂျုံရတာလေခိုင်းမိခဲ့ကြဒါပဲလေအခုဘာထပ်ပြောနိုင်တော့မကြည့်အများကြီးဖြစ်သွားပြီဗျာနော်ကျွန်တော်တို့ဂျုံရအများကြီးဖြစ်ကျမကြီးရဲ့တံပိုးကဘာနဲ့မှမမလဲနိုင်ပါဘူးနော်ကျမကြီးရဲ့တံပိုးစီဆုံးပါတံပိုးစီဆုံးရအောင်ကျွန်တော်ထောင်ထဲမှာတစ်နှစ်ပေါ့နော်တစ်နှစ်နဲ့ဆက်ရှိရကြတယ်အဲ့ဒီတွင်မှာကျွန်တော်ကျမကိုကုခန္ဓာကိုယ်ကိုတိဆောက်နိုင်ခဲ့တာပါနော်ဟုတ်ကဲ့အဲ့တော့အားလုံးကျေးဇူးတင်ပါတယ်နော်ကျွန်တော်ဘလောက်တော့ထူးရိုက်ပြီးတော့ဘလို့လုပ်နိုင်လဲမသိဘူးကြည့် ဟမ်ထောင်ထဲဝင်တာအကျိုးမြတ်တွေရတယ်နော်စဉ်းစားကြည့်ခင်ဗျားတို့အဲ့လိုလူတယောက်ကနိုင်ငံရေးသမားတွေအဲ့ဒါကြည့်ဗျာရင်းနာစရာကြီးကျွန်တော်တို့တိုင်းပြည်အလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်တို့တင်ဆက်ပေးမယ့်အကြောင်းအရာကတော့လူမှုကွန်ရက်ပေါ်မှာအငင်းပွားစရာဖြစ်ဆုံးတရင်တပုတ်ဖြစ်တဲ့ငါမင်းဆွေပြန်လွတ်လာမှုနဲ့ပတ်သက်လို့ပါစစ်ကောင်းဆောင်မင်းအွန်လိုင်းကိုဝေဖန်လို့ထောင်ချခဲ့သူဖြစ်ပေမဲ့စစ်တပ်ထောက်ခံသူလော်ဘီအကြီးစားတဦးလိုလူသိများတဲ့ငါမင်းဆွေဟာလွတ်မြောက်လာချိန်မှာတကယ်ကိုထူးခြားတဲ့စကားတွေပြောသွားခဲ့ပါတယ် သူ့ရဲ့ထိုက်ထုတ်ဗီဒီယိုထဲမှာ ကျမကြီးကအသက်30နှစ်ဆက်တနည်းလူငယ်လေးလိုတောင်းတမီးပြန်ဖြစ်သွားတယ်လို့ပြောရုံကသူ့ကိုပြန်လွတ်ပေးခဲ့တဲ့မင်းအောင်လှိုင်ကပါကျေးဇူးတင်ကြောင်းထည့်သွင်းပြောခဲ့တာဟာအတော်လေးကိုအံ့အားသင့်စရာပါငါမင်းဆွေရဲ့အဲ့ဒီလိုပြောဆိုမှုတွေဟာဘလို့ရည်ရွယ်ချက်ရှိတယ်လဲသူဟာတကယ်ပဲနိုင်ငံရေးသမားလားဒါမှမဟုတ်စစ်တပ်အတွက်လော်ဘီလုပ်သူလားဒီကိစ္စနဲ့ပတ်သက်ပြီးအမေသားကြီးကိုစီကကငါမင်းဆွေရဲ့ရုပ်တံကိုအသေးစိတ်ကြည့်ရှုပြီးတရော်စကားတွေကျေးဇူးတင်စကားတွေရဲ့နောက်ွယ်ကအတိတ်ပဲကို ပုံမွေလင်းလင်းခွဲခြမ်းစိတ်ဖြာဝေဖန်ထားပါတယ်။ဒီသုံးသက်ချက်ဟာပြည်သက်ကြီးအတွက်အတွေ့အမြင်များစွာပေးနိုင်မယ်လို့ယုံကြည်ပါတယ်။အဆုံးထိနားဆင်ဝေဖန်သုံးသက်ပေးသွားခဲ့ကြပါအောင်ခင်ဗျာ။ဘေကဝဲဟုကဘာကလက်မခံလို့လက်ခံလာဖို့အတွက်အတွေ့အရောင်လွတ်ပြတဲ့ဘဝလို့ထောင်တဲကအကျဉ်းချခံတဲ့နိုင်ငံရေးအကျဉ်းသားတချို့လွတ်တယ်ဆိုပြီးတော့တကယ်တော့နိုင်ငံရေးအကျဉ်းသားအားလုံးက2000ကျော်လောက်ရှိသေးတယ်။အဲ့ဒါတွေအားလုံးပပန်း40တိတိပြေပုံမှန်တွေနဲ့ဆွဲထားပြီးတော့နိုင်ငံရေးအကျဉ်းသားတို့နာမည်မတက်သေးဘူး။စားလို့ခဲရဒီကောင်တွေကအကွက်နဲ့ တော့စဖမ်းတဲ့က မတရားဖမ်းပြီးတော့ထောင်ချတဲ့ကောင်လေးအခုပြန်လှုပ်ပေးတာကိုကျေးဇူးတင်တယ်လို့တချို့တည်းပြောနေကြမယ်ကတော့ပါလေးမှကျေးဇူးမတင်နိုင်ပြီလားစဖမ်းတဲ့ကမတရားဖမ်းသွားတာအဲ့ဒီမတရားဖမ်းသွားပြီးလှုပ်ပေးတာကိုကျေးဇူးတင်ရမယ်ဆိုရင်တော့ပြီးတော့ဖင်လာခံလိုက်ကြပြီးတော့နော်ဒါတော့စောက်မှမချိကြရင်တော့နေကြကျေးဇူးတင်တယ်မရှိဘူးအဲ့လွတ်လာတဲ့ဟာကိုကျွန်တော်ဝမ်းတာတယောက်ပဲလွတ်လာလွတ်လာနှစ်ယောက်ပဲလွတ်လာဒီအကျံဖက်တွေလက်ထက်ကလေမင်းတစားခံပြီးတော့လူတယောက်လွတ်လာရင်လည်းဒါဝမ်းတာစရာပဲနော်ဒီလိုအကျံဖက်ကောင်ကချုပ်ပြီးတော့လေမင်းသားထောက်ပြီးတော့ ်နော်သူစိတ်ပြောင်းလို့ဟုတ်တယ်မလားဒါမှမဟုတ်ရှင်သူ့ကိုပြစ်တတ်ဖို့ဘေးကနေအကောင်ချိန်ထားလို့ဘလို့မှလှုပ်လို့မရတော့လို့ရော့အေးငါလှုပ်ပေးလိုက်ပါလေလို့ကအဲ့ဒီအကျန်းထက်ကောင်ကျေးဇူးတင်ရမှာကျေးဇူးတင်ရမှာအဲ့ဒါပဲမဟုတ်လက်တွေ့ကြကြပြောကြပါဆိုကြပါနော်အခုနောက်ပိုင်းမှာဘလို့ဖြစ်လာဆိုတော့ TikTok ပါလေလက်ရှိဒီတွင်းမှာက Facebook က VPN ခံတော့ရတယ်နေမယ်အဲ့တော့ Facebook တောင်းတဲ့လူတွေကို TikTok ကပြောင်းတောင်းတဲ့လူတွေပုံများလာလက်ရှိကျွန်တော်ရဲ့ ဗီဒီယိုဖိုင်တွေကိုကျွန်တော် TikTok မှာတင်ခဲ့တယ် YouTube ကနေပြန်ပြန်ယူပြီးတင်ကြတယ်အဲ့မှာအတန်လေးမြန်ပြီးတင်တဲ့ကောင်းနဲ့သူတို့ copyright ညှိမှာဆိုတော့နောက်ထပ်ဒီကောင်းတွေကစီးကားမရှိဘူးကိုလူတယောက်ကိုခုဗီဒီယိုဖိုင်ကိုကိုပြန်ကြည့်တော့ဆဲကျင်သေးပေါ့အတန်ကိုမြန်ထားတယ်နော်ဟိုစဉ်းစားကြည့်ပေါ့ကျွန်တော်ဗီဒီယိုဖိုင်ကိုကျွန်တော်ပြန်ကြည့်တော့ကျွန်တော်ဆဲကျင်သေးပေါ့ပါလေဆိုမှအဲ့တော့အဲ့လိုပြောင်းလေး shop တင်အဲ့ဒီ out တွေမှာလေ account အတူကော account အစ်စ်ကော alone အရင်းနဲ့ကို live မှတ်တယ်ဒါသူတို့ဘက်ကောင်းတွေကမြို့မြို့ပြန်တင်ကြမှာအခုမြို့ပြန်ယူကြည့်လေအင်အားကို short ထားတဲ့အတွက်သူတို့တွေ ဟမ်မြို့မှာနေတော့စောက်ဘူးမဆိုင်ဘူး PDF စုံမထားတဲ့ data မဟုတ်ရင်သူစောက်ဘူးမဆိုင်ဘူးဝင်ပြီးတော့ပြောရဲဆိုရဲကိုဘက်ကတောင်းနေတရားတော့တင်လိုက်ကြည့်ငါဘာလုပ်လဲအာ profile နဲ့ဘက်ပုံနဲ့ကွာ Telegram channel တွေရဲ့တင်ပြီးတော့တွားဖမ်းတွားထုတ်ခတ်ပေးတာအဲ့ဒီပုံစံမျိုးလုပ်နေတာနော်အခုတော့ငါးမင်းဆိုရင်ငါးမင်းဆိုရင်ထောင်ဝမ်းလွတ်လာကြည့်ဝါဘာပြောလဲဆိုတာနော်ဟာဟုတ်ကဲ့ခြေလောက်တော့တောင်းကြပါဗျာခင်ဗျာကျွန်တော်ငါးမင်းဆိုရင်ဒါနွေမာ29ရက်နေ့မနေ့ရအင်းစိန်အချင်းတော်ကပြန်လွတ်လာပါပြီခင်ဗျာဟုတ်ကဲ့ဆရာမကြီးကောင်းပါလေ ပိန်တော့ပိန်သွားတယ်ဗျเนาะအဲအထဲမှာကျွန်တော်ကတနေ့ကို၄နိုင်ပေါ့เนาะ၄နိုင်တော့လမ်း၆တယ်ဗျ၄နိုင်တော့လမ်း၆တယ်ဆိုတနေ့ကို၁၂နိုင်တော့လမ်း၆တယ်ဗျเนาะတနေ့၁၂နိုင်တော့လမ်း၆တယ်ဆိုတော့အဲပိန်တယ်ဟုတ်ကဲ့ဟိုဒါနဲ့များ၆လို့ပိန်တယ်เนาะအစားလည်းစားတယ်လမ်းလည်း၆တယ်အဲ့တော့ဝိတ်ကြတော့တော့ဗျာထောင်ထဲဝင်တော့135ပေါင်ဟိုထောင်ကထွက်လာတော့145ပေါင်မရှိတယ်ဗျเนาะပေါင်၄၀လောက်ကြာပါလေချမ်းမကြီးကတော့ဟိုအသက်70နှစ်70နှစ်ကဟိုလူငယ်လေးလို့ဟာကလေးလေးလို့တောင်းတောင်းကြီးပြန်ဖြစ်သွားတယ်ဗျာเนาะဖြည်းဖြည်းဖြည်းကြာတော့ မှာတောင်းတောင်းလေးကြည့်ပါဦးနော်ကြည့်ပါဦးနော်အဲ့တော့ငါမင်းဆိုတော့ပြန်ထုတ်ပေးရဆိုတော့ပြန်ထုတ်ပြန်ထုတ်ပေးလိုက်တယ်သူတို့ကဘာမှထိကြအောင်လုပ်နိုင်ဆုံးမရှိဘူးလေရှင်းရှင်းပြောရရင်တော့ဟိုကျွန်တော်နိုင်ငံမှာနိုင်ငံရေးဓမ္မဆိုတဲ့ဂုံပုတ်ကိုခံပြီးတော့ please တို့ line long line စီးနေတဲ့ဟာမျိုးတွေတပုံကြီးအခုငါမင်းဆိုတော့ဟာမျိုးနော်ဒါနိုင်ငံရေးမှာဆို senior senior ကြီးတွေပြောလို့ရတယ်တမတန်ဖို့နတ်တီပြုတ်တန်ဖို့ဒီတိုင်းကြီးအတွက်ငါမင်းဆိုဘာလို့စောင့်နိုင်လဲ ဘယံမလားမင်းမယားတွေထွက်ပြောင်းနေတာပဲရှိတယ်ဒါပေမဲ့ကောင်းလို့နဲ့ဟမ်မင်းတို့ရဲ့စင်နီယာရှိတယ်နိုင်ငံရေးသမားကြီးဟမ်အဲ့ဒီပေါ့အဲ့တော့မြန်မာပြည်မှာကအလေးထားရှိတယ်ဗျခင်ဗျားတို့နိုင်ငံရေးကိုပြောလိုက်ရင်မင်းတို့ကမနေ့တနေ့ကမှနိုင်ငံရေးတွေဝင်လာမန်းအဲ့အဲ့လိုလူတွေအများကြီးငါတို့ကဘယ်ချိန်ကြီးကလုပ်လဲဟုတ်ကျွန်တော်တို့ရဲ့နိုင်ငံအတွက်နိုင်ငံရေးဆိုတာဘာလဲနိုင်ငံအတွက်အလုပ်လုပ်တာမဟုတ်ဘူးနိုင်ငံအတွက်အလုပ်လုပ်တဲ့နေရာမှာအချိန်ကြာမြင့်ဆိုတာဟိုးအရင်ကလှုပ်လာတဲ့ဟာလူနဲ့အခုမှလှုပ်လာတဲ့လူနဲ့တန်ဖို့အဲ့လိုပိုင်းပြန်လို့ရတာ ဒီနေ့မှလုပ်တဲ့လူတယောက်ဟာလေတစ်သက်လုံးနိုင်ငံကြီးလုပ်လို့ဒါပေမဲ့ဒီနေ့မှထားလုပ်တဲ့လူတယောက်ကလေသူ့ရဲ့အစွမ်းစားချက်နိုင်ငံအတွက်အကျိုးရှိလို့ရှိသူဟာလေတန်ဖိုးရှိတယ်နိုင်ငံအရေးလုပ်တဲ့လူတယောက်မဟုတ်ဘူးလားဒါပေမဲ့ဒီနေ့မှကျွန်တော်နှစ်ခုတော့ခွဲခြားကြည့်ဖို့လိုတယ်နိုင်ငံအရေးနဲ့နိုင်ငံရေးနိုင်ငံရေးတမားတွေဆိုတာကနိုင်ငံကိုကောင်းတာမကောင်းတာဆိုတဲ့ဓမ္မနိုင်ငံကနေကြည့်တာမဟုတ်ဘူးလိန်ခောက်ခွေလိန်ခွေပတ်ပြီးတော့ကလင်ကကြည့်ပြောမဟုတ်ကဟုတ်ကပြောခွေခောက်ပြီးတော့အဲအဲ့ဒါနိုင်ငံကြီးတမား နော်ကျွန်တော်တို့ရှင်းတယ်အခုကျွန်တော်တို့တာမန်ပြည်သူနိုင်ငံအရေးကိုကျွန်တော်နိုင်တဲ့နေရာလုပ်နိုင်ငံရေးတမမဟုတ်ဘူးနော်အမင်းတို့ကနိုင်ငံရေးနားမလဲတော့လာမပြောနဲ့နော်မင်းတို့နိုင်ငံရေးဆိုတော့ခလိုင်ကြည့်ငါတို့နားနားမလဲကြည့်သိလားငါတို့လောက်တာဒီနိုင်ငံအရေးအတွက်လုပ်တာအဲ့တော့ငါတို့ကဘယ်အချိန်ကကျွန်တော်ဟိုလက်နက်ကားရေးအဖွဲ့တွေကဘယ်လူမျိုးတွေတော့ကျွန်တော်မပြောတော့ပါဘူးနော်တခါကျွန်တော်လည်းညိတော့ပြောဘူးတယ်အဲ့တော့မင်းတို့ကလည်းဗလိသေးရမှာလက်နက်ကိုင်းလာတယ်မင်းတို့ PDF တွေရတယ်ငါတို့ကလည်းနှစ်ပေါင်း60လက်နက်ကိုင်းတိုက်လာတယ်ကျွန်တော်တို့မျက်နှာကိုစစ်စစ်ကြည့်တော့တူတူလို့ လူကြားထဲမှာပြောနေအဲ့ဒါရှက်စရာကြီးလို့နှစ်ပေါင်း60စောက်သုံးနေကြတော့မအောင်မြင်တာလေဟုတ်တယ်မလားငါအချိန်ကြာတာကတန်ဖို့လားလုံနိုင်စွာကတန်ဖို့လားနော်ဒီလိုပြောလို့ကျွန်တော်နှစ်ပေါင်း60တိုင်းနဲ့လက်နဲ့ကင်တော့စော်ကားမဟုတ်နော်ဥပမာပြောပြတာဟုတ်တယ်မလားအစ္စရေးကဂါဇာကမ်းမြောင်နှစ်ပေါင်း60လက်နဲ့ထုနေတာတရက်လက်ထုလိုက်တာဂါဇာကမ်းမြောင်ကျင်ပေါက်သွားတယ်ပါပြွားတဲ့ဂါဇာအေးအဲ့ဒါပဲကျွန်တော်တို့ကအချိန်ကြာမြင့်စွာလုံလာတာဒီတန်ဖို့မဟုတ်ဘူးနော်လုံနိုင်စွာကတာနေတန်ဖို့ ကျွန်တော်အခုနောက်နေတယ်ကျွန်တော်တစ်ချက်ပေါ်နောက်နေတယ်ကျွန်တော်နဲ့ငယ်တဲ့ကလေးတယောက်ကဒီနေ့မှထပြီးတော့တရားဖို့တနေ့နဲ့ထလောက်နိုင်သူ့ကိုကျွန်တော်နေရာပြေပေးရအဲ့ဒါကျွန်တော်တို့နိုင်ငံအတွက်လူတိုင်းထားမယ်စိတ်ဓာတ်ဟာငါနောက်လာလားကွာငါတော့တော်လိုင်းစားတွေကထဖို့လောက်လာမင်းတို့မှဒီနေ့တနေ့မှတက်လာတာထဖို့တွေမင်းတို့ကဘာမလဲစောက်ယူပါလို့ပြောလို့ရှိရင်ကျွန်တော်ပြောတာဟုတ်တယ်မလားအဲ့ဒီစိတ်ကိုလူတိုင်းမွေးရမယ်အောက်ကနတ်နတ်ကိုင်းနေတဲ့လူတွေအားလုံးဒီလိုပဲအချိန်ကြာမြင့်စွာဒီကျွန်တော်တို့ရဲ့တန်ဖိုးမဟုတ်ဘူးလုံးနိုင်စွမ်းရံတာလို့တန်ဖိုးပါ တော့နိုင်ငံရေးသမားနိုင်ငံရေးသမားငါတို့က88ရက်လောက်လာတာငါတို့ကဘလော့ခဲ့လို့လားလာမပြောနဲ့ဘာလုပ်နေလဲဘာလုပ်နိုင်စွမ်းဘူးပဲဘာလုပ်ခဲ့လဲဘာလုပ်နေလဲဘာတွေလုပ်နိုင်လဲအဲ့ဒီဒုံးဖို့ကိုပြောပါဘယ်အချိန်ရောက်လာလဲလာမပြောနဲ့ကျွန်တော်မသိဘူးကျွန်တော်တို့သိနေတာလက်ရှိပစ္စုပန်မှာမင်းမင်းဟာဘလော့ထိအစွမ်းအစနဲ့လုပ်ပေးနိုင်လဲအဲ့ဒါပေါ်ပဲကျွန်တော်သိနေတယ်ဒါလူငယ်တိုင်းလဲကျွန်တော်တို့စိတ်ယူပဲရှိတယ်ဘာဖြစ်လို့လဲကျွန်တော်တို့အချိန်ရောကျွန်တော်တို့မလုပ်ဘူးလက်ရှိအချိန်မှာရင်ဆိုင်နေရတဲ့အခက်အခဲတွေကိုဘယ်သူကဘလောက်လုပ်နိုင်လဲဆိုတာပဲကျွန်တော်စိတ်ဝင်စားတယ် နော်ဒါကြောင့်မလို့ဒီလက်ရှိတော်လှန်ရေးမှာတွားနေခုမင်းလေးပြောရရင်တော့ NG NG ဟာပြုပြင်ပြောင်းလဲရေးကိုဗစက်ကပြောလာတာကြားနော်ကျွန်တော်တို့လည်းပြောခဲ့ပါချွတ်တယ်များလေဆိုကိုနဲ့ပြောတယ်ဆိုစစ်ကိုစစ်နဲ့တူအောင်တိုက်တဲ့ခေါင်းဆောင်တွေလိုပတ်တယ်ဥပမာကာကွယ်ဝင်ကြီးဥယျာဉ်မော်မကောင်းဘူးမကောင်းဘူးဥယျာဉ်မော်အစားဘုဒ္ဓဘာမော်တို့လိုမျိုးဘုဒ္ဓဖုံးမြတ်တယ်လိုမျိုးဆိုရင်ပိုမကောင်းဘူးလားအဲ့ဒါကိုကျွန်တော်တို့အနည်းပြောခဲ့ဒါပေမဲ့ချွတ်တယ်ငွားတွေမသိဘူးအာမီတို့တွေက NG ပဲလောကျွန်တော်တို့ live မှာမမေးမြားဖြတ်မပြောဘူး live မှာကျွန်တော်ပြောလို့ဘာပါကြိုးရှိမလဲ ဒါပေမဲ့အခုအချိန်ကြီးပြုပြင်ပြောင်းလဲမှုတွေမတွေ့ရဘူးဒီတိုင်းဆက်သွားရင် IOG တန်ဖို့ဘယ်လိုဖြစ်လဲကျွန်တော်တို့ဒီဓာတ်တွေမပြောနိုင်ဘူးအများကြီးပြောတယ်ဒါပေမဲ့ကိုနေ့ကပြောသလိုတချို့တလေကြတော့ငါတို့ကစီနီယာတွေငါတို့ကလာမပြောတဲ့ဆိုတော့နာနေရှိကြတယ်နော်လက်နက်ကန်တွေထဲမှာလည်းတို့ပဲတစ်ဖက်နဲ့တစ်ဖက်မတက်ကြဘူးမဖူးပေါင်းကြဘူးမစင်ကြဘူးဆိုတော့ဒီအဲ့ဒီစိတ်ကြက်တွေအများကြီးရှိလို့မဟုတ်ပါဘူးကျွန်တော်တို့ကဒီနိုင်ငံအချွေးတစ်ခုကိုလုပ်နေကြတာပါဒီအချွေးတစ်ခုကိုလုပ်ဖို့အတွက်ပုံရွှေ့အောင်သွန်းနိုင်တဲ့သူတွေကိုကျွန်တော်စုစည်းနိုင်ရမယ်နေရာပေးနိုင်ရမယ်ဦးစားပေးနိုင်ရမယ်ငယ်ရာတွေကြီးတာတွေစီနီယာတွေဂျူနီယာတွေကျွန်တော်တို့မတွက်နိုင် ကျွန်တော်တို့နိုင်ငံကိုရွေ့အောင်လုပ်နေကြတယ်အဲ့ဒါလို့ရွေ့ဖို့အတွက်ပိုလုံးနိုင်တဲ့သူတွေကိုကျွန်တော်တို့တွေကဦးစားပေးရနော်အခုငါမင်းဆိုလို့ဟာမျိုးထုတ်ပေးတယ်တော့လာဆုံးကတော့များလားဗျာတိတ်ရောက်ကိုရှိအဲရမ်းချမ်းမကြီးကောင်းပါလေဘာပြောနိုင်လဲအဲအဲ့ဒီကဘာလို့ပြောနိုင်အောင်ကြာတာကျွန်တော်တို့ပြောရတယ် ဖမ်းမိထိုက်တာပဲဒါပဲလေအခုတော့ပါထပြောနိုင်တော့မကြည့်အများကြီးဖြစ်သွားနေပြီနော်ကျွန်တော်တို့အချုံကြအများကြီးဖြစ်ကျမ်းမာကြီးရဲ့တံခိုးကဘာနဲ့မှမမလဲနိုင်ပါဘူးနော်ကျမ်းမာကြီးရဲ့တံခိုးစီဆုံးပါနော်တံခိုးစီဆုံးရအောင်ကျွန်တော်ထောင်ထဲမှာတစ်နှစ်ပေါ့နော်တစ်နှစ်နဲ့၁၈ရက်ကြာတယ်အဲ့ဒီမှာကျွန်တော်ကျမ်းမာအောင်ကိုယ်ခန္ဓာကိုယ်ကိုတိဆောက်နိုင်ခဲ့တာပါနော်ဟုတ်ကဲ့အဲ့တော့အားလုံးကျေးဇူးတင်ပါတယ်နော်ကျွန်တော်ကိုဘလို့တော့ထုရိုက်ပြီးတော့ဘလို့လုပ်နိုင်လဲမကြည့်ကြည့်ဟမ်ထောင်ထဲဝင်တာအချိုးမြတ်တွေရတယ်နော်စဉ်းစားကြည့်ခင်ဗျားတို့အဲ့လိုလူတစ်ယောက်ကနိုင်ငံရေးသမားတယ်အဲ့ဒါကြည့်ပြရင်နာစရာကြီးကျွန်တော်တန်းပြီဟမ်အမှန်တရားဘယ်တော့ပြောက်ကိုစဉ်းစားကြည့် ထောင်ထဲဝင်တာမပြောနဲ့အချောက်ထဲကျတာတော့ကောင်းတာကောင်းတာဟုတ်တယ်မစင်းသားကြီးအခုဘလောက်လောက်ခံထိလိုက်လဲကြည့်ရလားနော်ရုပ်ဘူးကြီးတေဝဖြစ်နေပြီအဲ့ဒါတောင်တောင်မြည်တဲ့ဆက်ကနေ73တားအရွယ်ကျမ်းမာကြီးဖြစ်သွားတယ်တဲ့သွားပြီကျွန်တော်တို့တိုင်းပြီသွားပြီနော်အဲ့ဒါကြီးကိုငါနဲ့မဆိုင်မှုနေမယ်ဆိုလို့ရှိရင်တော့နေကြပါကျွန်တော်တို့မနေရဘူးကျွန်တော်တို့နိုင်ငံကိုပြန်ထုတ်ပေးတယ်နိုင်ငံတော်အစိုးရရောနော် အဲ့ဒီနိုင်ငံတော်ကြီးကဲနော်ဘုရုံမူကြီးမေအွန်လိုင်းရောအကုန်လုံးကျွန်တော်အကျေးဇူးတင်ပါတယ်ဗျာနော်ကျွန်တော်ကျေးဇူးတင်ပါတယ်။နောက်ကျွန်တော်တို့ဒီအချင်းတော်ထဲမှာနော်အဲကျွေးမွေးဆောက်ရှောက်ကူညီခဲ့ကြတဲ့နော်အချင်းတော်ရာရှိရာနာဝန်သားအားလုံးကိုလည်းနော်ကျွန်တော်ကျေးဇူးတင်ပါတယ်နော်အဲနောက်ပြီးတော့ကျွန်တော်အချင်းတော်ထဲမှာအဲစားရတယ်ဆိုတာနော်ဒီနိုင်ငံသားတွေရဲ့နော်ပတ်စံပါနော်နိုင်ငံသားတွေရဲ့အခွန်ငွေနဲ့နော်မဟုတ်လေမင်းအောင်နိုင်လို့ပတ်စံတယ်ဗျာမင်းရက်ခတ်ဒီမှာကထပ်ပြီးတော့မင်းအောင်နိုင်လို့ပတ်စံမဟုတ်ဘူးလားမင်းစစ်တပ်စစ်တပ်ထဲမှာတက်မင်းအောင်ပြောလာတော့တက်မတော်ကကျေးဇူးရှိတယ်တက်မတော်ပတ်စံနဲ့တူ ကြောင်းတက်လာတာဖြစ်တဲ့အတွက်အဲ့တော့တက်မလို့ဒူတာအားချစ်တယ်ပြီးခံကျိုးဒူတာအားချစ်တယ်လေဆိုတော့အခုလည်းတွေးတာမင်းမှန်ပတ်စံမဟုတ်ဘူးလား တပ်ပြည်သူပတ်စံရက်ခံကုန်းကိုခေါ်ပြီးတစ်ခါထပ်ကျွန်တော်ကိုကြွေးခဲ့တာပေါ့နော်အဲ့တော့ကျွန်တော်အချင်းတော်နဲ့မှစားလိုက်တဲ့ထမင်းဟင်းနော်အဲကျွန်တော်ပေးဟင်းနဲ့စားရတယ်အသားသားဆိုလည်းတပတ်ကို၄ရက်စားရတယ်နော်အဲ့အဲ့ဒါကြီးအားလုံးကနိုင်ငံသားတွေရဲ့ပတ်စံနဲ့စားခဲ့ရတဲ့အတွက်ပေါ့နော်နိုင်ငံသားတွေအားလုံးကိုလည်းကျွန်တော်နော်ကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ထမင်းရှင်တွေပါအဲ့တော့ဒီနိုင်ငံသားတွေကလည်းဟာလာဒီတိုင်းပြည်ငြိမ်းချမ်းပါပဲဒီနိုင်ငံသားတွေလည်းနော်ကျွန်တော်တို့ဟိုဟိုနော်လူမှုစီးပွားဘဝတွေတိုးတက်လာပါပေါ့နော်အဲ့တော့ဒီနိုင်ငံတော်ကြီးအများငြိမ်းချမ်းပါစေနော်နိုင်ငံတော်ကြီးငြိမ်းချမ်းဖို့လည်းကျွန်တော်တတ်နိုင်တဲ့ဘက်ကနော်တတောက်တနေရာကကြားရနေရာကအကျိုးစားပေးသွားပါမယ်နော်ဟုတ်ကဲ့ဟုတ်ကဲ့နော် ါဒါ join နဲ့နှုတ်ဆက်ပါတယ်เนาะအားလုံးအားလုံးเนาะအားလုံးနိုင်ငံတော်ရေညညပါစေအားလုံးအဆင်ပြေကြပါစေအားလုံးကျန်းမာကြပါစေเนาะဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်ကားမြစ်ပြပါဗျာတော့ဒါကျွန်တော်ရဲ့ TikTok account တက်ပါအရင်ဟောင်းကပြောင်းဝင်လို့မရဘူးဖြစ်နေเนาะအားလုံးအားလုံးเนาะဟုတ်ကဲ့ဟုတ်ကဲ့ကဲဟိုကဘာကြော်သွားတဲ့เนาะဟိုကပ်နေလို့ပဲဘာမှမပြောကြဘူးအဲ့ဒါပဲအဲကျွန်တော်တိုင်းပြီဖြစ်နေတာเนาะဘယ်တော့ဒီဘဝကြီးနေညစုပ်ပြတ်နေလေတခုမှမပြောတော့ဘူးနိုင်ငံကြီးဓမ္မနိုင်ငံကြီးဓမ္မတွေเนาะအဲ့တော့ဒီလူတွေတိုင်းပြီဘယ်လိုဥဆောင်လဲဟမ် မြန်မာပြည်မှာလက်ရှိအထွတ်တရေဆိုအာဘယ်ဆိုင်မှာဘယ်လောက်ကိုဝယ်စားလိုက်တာငါတို့ကပတ်စံရှိတယ်တထေးပေါ့ငါတို့ဘယ်လိုနေရလဲတကယ်ပဲခင်ဗျားတို့ကတထေးလားဟုတ်လားခင်ဗျားတို့စားနေတဲ့ဟာသူများနိုင်ငံမှာတထောင်စားအောင်စားနိုင်တယ်ကိုကိုကိုပစာနဲ့ကိုအစင်ကဘယ်ရောက်နေတယ်နေအောင်ကြည့်ကြနော်ကြည့်အဲ့ခင်ဗျားတို့စားနေတဲ့ဟာဈေးကြီးပေးပြီးတော့တထေးမှစားနိုင်တယ်ဆိုတော့မြန်မာပြည်ကအစားအစာကိုသူများနိုင်ငံမှာတထောင်စားတဲ့ခွေးတွေကအစားစားနိုင်တယ်ကျွေးနေတယ်အဲ့ဒါအဲ့ဒါဘာကျွန်တော်တို့တိုင်းပြည်နေကြမှုနေအောင်ကြည့်ကြဖို့ကျွန်တော်တို့ပြောတာအခုကျွန်တော်ဒီဘက်ရောက်တယ်အေးစစ်ပဲ အမုန်းခံနေအခုကျွန်တော်ဆိုရင်ဘုရင်ကပြောသလိုနော်အခုပြည်တွင်းရဟာလေနော်တစ်တော့အကောင့်မျိုးစုံနဲ့ကျွန်တော်တင်တဲ့ဗီဒီယိုဖိုင်ကအောက်မှာလိုက်ကြည့်လိုက်နော်အကောင့်အတုကတော့များတော့အများဆုံးနဲ့လိုက်တိုက်ခိုက်နေဘယ်သူကတော့လိုက်ခိုက်ရှင်မလဲတိုက်ခိုက်ခံလူတယောက်လက်ကတည်းကသူများကဆဲရမှာကိုယ်စီပွားရေးလည်းမဟုတ်ကိုယ်အကျိုးမြတ်လည်းမဟုတ်ကိုယ်စီလောက်ချင်တာမေ့ကြည့်လေဘယ်သူကလောက်ချင်တယ်ဒါမှမကြောက်ဘူးအမမိုင်ကတော့စုတ်ပြနေမြနေလားငါတို့အရွယ်ကြောက်ပြီးဒါယူထိုင်ကြည့်ပြီးငါမဆိုင်ဘူးနေအောင်ငါအဲ့လောက်လူလူပီတာရဲ့စိတ်မမက်ချင်ဘူးကွာနော်ငါထိကိုက်ထိကိုက်ချင်ငါနဲ့နိုင်နဲ့နိုင်ပါစေငါနိုင်တဲ့နေရာတော့လုပ်တယ် နော်တို့သူစဲချင်စဲမစဲချင်နေငါလုတ်တဲ့ပုံမှာငါယုံကြည်ချက်အပြည့်ရှိတယ်ငါအမှန်တရားတွေငါလုတ် စစ်အုပ်စုအထင်အရှားမြင့်စစ်စင်ရေးများဖော်ဆောင်နိုင်ရန်မြင်းချန့်ခရိုင်အထူးလှုပ်ရှားစစ်ကြောင်းဖွဲ့စည်းစစ်အုပ်စုအထင်အရှားမြင့်စစ်စင်ရေးများဖော်ဆောင်နိုင်ရန်အတွက်မြင်းချန့်ခရိုင်အထူးလှုပ်ရှားစစ်ကြောင်းကိုဖွဲ့စည်းလိုက်ကြောင်းသိရသည်မန္တလေးတိုင်းမြင်းချန့်ခရိုင်အတွင်ပြည်သူလူထု၏အသက်အိုးအိမ်စည်းစိမ်ကိုစစ်တပ်၏ရန်မှကာကွယ်ပေးရန်နှင့်ပြန်ကျဲနေသောတပ်ရင်းတပ်ဖွဲ့များကိုစုစည်းကာစစ်စင်ရေးများထိရောက်စွာဖော်ဆောင်နိုင်ရန်ရည်ရွယ်၍ဖွဲ့စည်းခြင်းဖြစ်ကြောင်းနိုဝင်ဘာ28ရက်ကသတင်းထုတ်ပြန်သည် စီရရတော့အများကြီးပေါ့နော်တိုးတက်မှုပြောင်းလဲမှုတွေရှိသွားနိုင်တာပေါ့ကျွန်တော်တို့ဒီတယောက်တည်းအားမဟုတ်တော့ဘူးလေစီစီလုံးလုံးရဲ့အားပေါ့ကျွန်တော်တို့မိုင်းညင်ဘလတ်တိုက်ဂရတက်အနေနဲ့လည်းပေါ့ဒီခရိုင်အထူးလှူရှားစစ်ကြောင်းမှာပါဝင်နေဘာကြောင့်ပါဝင်လဲဆိုတာကတော့ခုနကပြောသလိုပေါ့နော်တဖွဲ့တည်းတတတည်းတယောက်တည်းအားနဲ့မရပါဘူးစီလုံးမှုနဲ့မှရမှာပါ မကြခင်အချိန်မှာတော့အကောင်းဆုံးအခြေအနေတွေမြင်ရလိမ့်မယ်လို့မျှော်လင့်ပါတယ်ဗျာခုမိုင်းညင်ပွားထိုက်တော်အဖွဲ့ကောင်းဆောင်ဘူမိုက်ခဲကမဖတ်သူပြောသည့်ပါဝင်သည့်တည်ရင်တပ်ဖွဲ့များကရဲဘော်များကိုစုဖွဲ့ပြင်ဆင်လေ့ကျင့်ခြင်းလုပ်ငန်းစဉ်ပြီးမြောက်ပြီဖြစ်၍ယခုကြေညာချက်ထုတ်ပြန်ချိန်မှစ၍မြင်းချံခရိုင်တွင်ရှိစစ်စင်ရေးများတွင်ညီနောင်မဟာမိတ်တော်လည်းတပ်ဖွဲ့များနှင့်ဟန်ချက်ညီညီပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်ထို့ပြင်မြင်းချံခရိုင်တွင်စစ်ရေးအရှိန်ပုံမုံမြင့်တင်ရန်နှင့် စစ်အာဏာရှင်စနစ်အမြင့်ပြည့်ချေမုန်းနိုင်ရေးအတွက်ညီကိုစိတ်သက်ရဲဘော်ရဲဘက်စိတ်သက်တို့ဖြင့်ပူးပေါင်းပါဝင်တိုက်ပွဲဝင်လို့သည့်တော်လန်ရေးတပ်ဖွဲ့များကိုလည်းဖိတ်ခေါ်ထားသည်ငါကူဒိုစီဘွားငါမိသားစုဒိုစီဘွားတခုမှမပေါ့အဲ့ဒီစိတ်နဲ့ကျွန်တော်တို့ဘာမှမဖြစ်ဘူးအေးစင်နေလို့ရရဲ့ဟမ်အေးစင်စလေးတော်လန်ရေးမလုပ်ရင်ကျွန်တော်ဘွားကျွန်တော်ပြောစလို့အနည်းဆုံး၃လောက်ရွှေနှစ်ချက်လားစုလို့ရကြတယ်နော်အဲ့ဒါတုံးပြီးစားပြီးတောက်ပြီးစားပြီးနော်အေးစင်စလေးပဲဘယ်ကောင်မှလည်းကျွန်တော်စဲနေတာကြောင်းရှိဘူးဘလို့မှလည်းခူးဆိုင်တာကြောင်းဘာအန်ဒရယ်မှလည်းမရှိဘူး နော်မနေချင်ဘူးလားနေချင်တာပေါ့ဒါပေမဲ့ဘာကြောင့်လုံနေတာလဲကျွန်တော်ပြောသလိုမြန်မာပြည်မှာဝတ်တာအမှုတစ်ပိတ်တယ်ဘယ်လောက်လဲလူရင်းစားနိုင်တာစားနိုင်တာဝတ်တာရင်းလူရင်းစားနိုင်တာထိုင်းရောလာကြည့်ဒါထိုင်းဆိုတာဒီမိုကရေစီအပြည့်အဝရှိတဲ့တိုင်းပြည်တစ်ခုမဟုတ်ဘူးလူ့ခွင့်အပြည့်အဝရှိတဲ့တိုင်းပြည်တစ်ခုမဟုတ်ဘူးဒါပေမဲ့အဲ့ထိုင်းနိုင်ငံမှာဝတ်တာရင်းကိုချက်တိုင်းရင်းကိုခင်ဗျားတို့မြန်မာပြည်မှာဟင်းကောင်းပါတယ်လို့ပြောတဲ့ဟင်းတွေကိုလူရင်းစားနိုင်တယ်အဲ့ဒါအခြေခံလူနေမှုအစဉ်အတိုင်းဘယ်လောက်ပွားဟနေလဲဆိုတော့ပြတယ် ။နော်အဲ့တော့ကိုယ့်ရဲ့အရက် data မှာနေပြီးကိုယ့်ပတ်ဝန်းကျင်တော့မြင်ပြီးတော့အာငါတို့ကတော့တတိပါငါတို့ကပြည်လေတယ်ငါကအေးဆေးပါအဲ့ကိုယ့်ရဲ့မှာရှိတဲ့ဆရာဝန်တွေအဲစကမ်းမှုတွေတန်ရင်မှုတွေစတဲ့ဖြင့်ဌာနဆိုင်ရာမှာအာနာရှိတဲ့ကောင်တွေနဲ့အဲမိဖွဲ့မဲ့တွားမဲ့လာမဲ့တောင်းမဲ့စားမဲ့ကိုယ့်ကိုအကောင်လို့ထင်ရင်ပြီးတော့ဘွားလေမတရားပါနဲ့အဲ့ဒီဘွားကအစ်စ်မှမဟုတ်ပါဘူး။ဒါကျွန်တော်ကြုံလို့ပြောပြတာ။အခုငါမင်းဆိုကြည့်။နော်ကြည့်ပေါ့။ဒါကြောင့်မလို့အမုန်းခံပြီးထွက်လို့ကြပါကျွန်တော်တို့တိုင်းပြည်အချိန်မရှိတော့ဒီတပွဲမှနှီအောင်ဒီတိုင်းပြည်ကိုကယ်နိုင်ကဲမကယ်နိုင်အချိန်ရှိတော့အခုမရောက်နိုင်ပြည်အောင်တန်ခါခေါ်တယ် ဘီနာရုတမနာဆိုတာနှစ်ပေါင်း30ကျော်အာနာရှင်အုပ်ချုပ်ထားတဲ့တိုင်းပြည်အဲ့ဒီဥရောပမှာအဲ့ဒီကဘာရှိတယ်သူကဘလူးမလူရမတွင်းဘူးနော်ဤရောအမေရိကန်ဆက်တဲ့ဖြင့်ဘလူးမတို့လူရမတွင်းဘူးနှစ်ပေါင်း30ကျော်အုပ်ချုပ်ထားတာမြတ်တော်ကရောင်ပြလုပ်တယ်တိုင်းပြည်ကိုအုပ်ချုပ်နေတယ်ဒါပေမဲ့သူတိုင်းပြည်အောင်အေရီယာစနဲမိုင်းနှစ်ပိတ်ကျော်ပဲတည်ဝင်နေအဲ့ဒီမှာ50ရာခိုင်နှုန်းကတက်တော့ဖုံးသွားနေတယ်60ရာခိုင်နှုန်းမှနေထိုင်နေတယ် တော့နေထိုင်တဲ့လုပ်ငန်းစိုက်ပျိုးရေးလုပ်ငန်းကိုရှင်းခိုင်းတယ်စိုက်ပျိုးရေးဆိုတာ ਨੇ ခုနကပြောသလိုကျွန်တော်အများပြောသလိုတစ္ဆေတို့ဘာလို့မှလို့ရေငန်ကိုပင်လယ်ရေကိုရေကြိုတက်စင်ပြီးစိုက်ပျိုးရေးလုပ်ပြီးတော့ကဘာကို Facebook ပို့နေတဲ့စိုက်ပျိုးနီးပညာနဲ့ထွန်းကားနေတဲ့တိုင်းပြည်လည်းမဟုတ်ဘူးကိုစိုက်ကိုစားကိုအာလူစိုက်တဲ့အာလူစားတဲ့အဆင်မရှိတာတော့အဲ့လိုခေါင်းဆောင်တယောက်ကိုဘောက်ပေါင်းဘောက်တာတူရတူရစုတာအဲမြောက်ကိုရီးယားတို့ပူတင်တို့ဒီဘီနာတို့တို့ဒါတွေကတူရတူရမစုကြတာဘာဖြစ်လဲတူတော်ချင်းချင်းတင်းလို့လူတွေလူယုံမှရှင်တော့ရောက်ပေါင်းတင်တာအဲ့ဒါခေါင်းနဲ့လက္ခဏာမဟုတ်ဘူးတော့တိုင်းပြည်အတွက်ခေါင်းနဲ့လက္ခဏာမဟုတ်ဘူးလားဗျာ တာကြီးကငါတို့ပါပါဒီတာကြီးတမနာနိုင်ငံတော်တမနာတယောက်ကလားဘူမနီဘာမနီပြောတာပဲတော့အကောင်းကင်ကဒီစံပြတ်ပေးတယ်အဲ့ဘောမတွေဟမ်စလုံးကွန်မန်းတွေလိုက်ရေစလုံးပေါင်းတော့မမှန်ဘူးခမစလုံးပေါင်းတက်ပေါင်းပေါင်းပေါင်းတော့ပြောတော့ခါနဲ့သူကွန်မန်းမနေဖက်လိုက်ကလည်းဘာပြောပြောမှန်းကိုခြာပတ်တယ်ဟမ်အာတမနာတယောက်ကငါတို့ဘာဘာကြီးမေးအောင်နိုင်အောင်လာပြီသူတို့မှပြောရတာပဲဘာသူတို့မှမတိတာဘူးနော်အဲ့ဒါအတိုင်းကြီးကြောင်းတဲ့လက္ခဏာလားစိုးမဲ့လက္ခဏာလားသူတို့မတွေးတာဘူး အဲ့တော့ဒီကာလဒီတိုင်းပြည်အတွက်ကောင်းရင်ကောင်းနောင်လာဒီကာလကိုအကောင်းဆုံးကြော်ဖြတ်နိုင်ကြော်ဖြတ်မကြော်ဖြတ်နိုင်မြန်မာပြည်ပြက်ဖို့ရှိရတယ်အခုတော့ကဗီလာရောတံတားကိုအမွှေးပြေးနေပြီးတော့မှလမ်းတက်ပိုင်နေမပူနဲ့နောက်ဆိုရင်ရုရှားလမ်းလို့ပူတင်လမ်းလို့နော်တရုတ်လမ်းလို့ရှီချင်းမင်းလမ်းလို့အဲလမ်းမှာမပူနဲ့တိကျနောက်ဆိုရင်ပိုးလမ်းမှာထောက်လိုက်ပြီးတော့လည်းမနိုင်မယုံမရှိဖြစ်လာမှလေနံပါတ်1မြစ်စုံစီမံကိန်းအဲ့ဒီမြစ်စုံဆယ်လောက်ရတာလေ AR ဒီညိုတောက်ချောက်ရွာပေါင်းရာနဲ့ချီတဲ့ရွာတွေအကောင်လုံးငတ်မို့ခေါင်းပါတဲ့ဘေးစိတ်တွေ ။တဘာမဘေးနဲ့ခံထားနိုင်အောင်နော်။စိုက်ပျိုးမဖြစ်ထွန်းတာလို့ရင်ခမ်းချောက်တာလို့အကောင်လုံးငတ်မခေါင်းမနဲ့ဘေးဆိုင်နဲ့အကယ်၍ငလင်ကြောပေါ်မှာကြာနေတာဖြစ်တဲ့အတွက်ကြိုးကြရင်ရွာပေါင်းရာရှိမိနစ်ပိုင်းစက္ကန့်ပိုင်းအတွင်းကြောက်သွားမယ်။အခုဟဲ့ရမယ်ရေကြီးဝါတွေ့နော်။အဲ့တော့ကသမားတယ်။မြစ်တီးနာမျိုးထိတက်မြုံမှာ။မြစ်တီးနာမျိုးထိကြောက်သွားမှာ။အဲ့ဒီမြစ်ဆောင်စီမံကိန်းကြီးနေဖြစ်လာလိမ့်မယ်။နော်။ပြီးလို့ရှိရင်တရုတ်ပိုလန်ဆိုတာနော်။ဒီကုန်းရင်းပိတ်နေတဲ့ယူနန်ပြည်နယ်ကိုတရုတ်ကထွက်ပေါက်လာ။အဲ့ဒီခါတရုတ်ကထွက်ပေါက်လို့ခုမြန်မာကိုဖြတ်ပြီးတော့ အဲ့ဒီထွက်ပေါက်တရုတ်ပိုးလန်းဆိုတာပေါက်လာရင်တရုတ်တွေပိန်းနဲ့ချီဆင်းလာလိမ့်မယ်မြန်မာပြည်ကိုအဲ့ဒီချိန်ကျရင်ဘာဖြစ်မလဲလုပ်ငန်းရှင်ကတရုတ်ဖြစ်ပြီးတော့ဂျွန်တွေကမြန်မာဖြစ်လိမ့်မယ်နော်ဒါကျွန်တော်အတီးပြောနေတယ်အခုချိန်တော့ကချင်ပြည်နယ်မှာတွားကြည့်နော်စံဖို့အစိုးရ9နှစ်အတွင်းမှာကချင်ပြည်နယ်မှာတရုတ်တွေဆင်းလာတယ်ကိုယ်နိုင်ငံမှာအစိုးရဘာမှမထောက်မနိုင်တော့တောင်လူတွေတောင်ယာတွေဘာမှလုပ်နိုင်မလားအဲ့ဒီတောင်ယာတွေကိုဈေးကောင်းပေးပြီးငှားလိုက်တောင်ယာပိုင်ရှင်တွေကတောင်လူတွေကအချင်းတောင်လူတွေဘာလုပ်လဲအပ္ပဆိုင်ရအောင်ငှားတာပေါ့အဲ့ဒီမှာပရှုမပြောဆိုပြီးတကယ်ခစ်နေတဲ့ စက်ရန်ရားတွေနဲ့2 4တောင်ရားတွေကိုပြီးလို့ချင်းမြေဩဇာတွေပိုတက်စင်းအကုန်ထက်ပလတ်စတစ်တွေညီးတဲ့ဖောက်ပရှုငပြောတို့ဖယဲတို့အဲ့ဒါတွေကိုတရုတ်တွေကလာဆိုင်အဲ့ဒီတောင်ရားပိုင်ရှင်ကအဲ့ဒီတရုတ်ချင်းမှာကျုံပြန်လုပ်တာစဉ်းစားကြည့်နော်အဲ့ဒီတရုတ်က၃နှစ်ဆို၃နှစ်စိုက်ပြီးပြန်ပေါ့သူပြန်သွားရင်ဘာကြံနေလဲအဲ့ဒီတောင်ရားညီးကြီးထဲမှာပလတ်စတစ်အစွေးတွေနဲ့ညီကိုပြစ်စည်းပြီးကြံနေခဲ့တယ်အဲ့ဒီမှာဘာမှပြန်ဆိုင်မရဘူးအပင်ကဆိုက်တယ်ဆိုတော့ကျွန်တော်ဓာတ်မြေဩဇာကိုအလုံးအကျုံတုံးဆွဲလိုက်အဲ့ဒီပြစ်တော့နောက်ပါမင်းဆိုက်တယ်မရှင်းတန်တော့ သူတို့ကတခါစားသူတို့လောက်လာအဲ့တော့ဘာဖြစ်ကုန်မြန်မာပြည်ဘာကြံပြီးခဲ့လဲအဲ့ဒါပဲရင်သာရိုင်းပြောရင်အများကြီးကျွန်တော်တို့တော်လိုင်းရေးလုပ်နေကြတယ်ဆိုတာကိုတီကိုနန်ကိုညာညာဆိုတဲ့ဒီမျိုးချစ်တွေပြောနေတဲ့စကားပဲကိုတိုင်းပြည်အထုတ်ချအာဏာကိုကကိုတည်တတ်နိုင်ရမယ်ဘာတရုတ်ကပြည်ကရုရှားမျိုးမလုပ်ဘူးအမေရိကန်ကပြည်ကမလုပ်ဘူးနော်ကျွန်တော်တို့တိုင်းပြည်ကကျွန်တော်တို့တည်တတ်နိုင်ရမယ်အဲ့ဒါဖြစ်ဖို့အတွက်လုပ်နေကြတာ NUG ဆိုတာတတလုံးအုပ်ချုပ်မှအစိုးရမဟုတ်ဘူးကောင်းပြီ NUG ကိုမကြိုက်ဘူးဆိုရင်လားမလားအခုနော်ချင်းမှလည်းချင်းဆိုရရှိတယ်ကြရမှလည်းဟိုနေရှိတယ် ဟုတ်တယ်မလားလာဘယ်အစိုးရဥဆောင်လဲအန်ဒီနယ်မှာဥဆောင်မယ့်အစိုးရရှိတယ်အန်ယူဂျီထဲနံပါတ်1ပြည်သူ့ကောင်မှုပို့ရှိရဟုတ်တယ်နော်နံပါတ်2နိုင်ငံတကာကောင်မှုရှိရအဲ့လိုဆိုအုပ်ချုပ်ခိုင်မှာလည်းအစိုးရရှိတယ်ဗကင်မှာလည်းအစိုးရရှိရပဲဟုတ်တယ်နော် PNU နဲ့အစိုးရပဲအဲ့ဒီအစိုးရကဥဆောင်တယ်ဒါမဲ့တနိုင်ငံလုံးဥဆောင်နေရတယ်ဒါတွေကိုတိဖို့လို့ပြအခု PNU မှာကြားပြတယ်ဖမ်းလာတယ်ဘယ်လိုလဲလက်ခံအဲ့ဒါသဘောပေါက်လားအစိုးရတည်းရဘလောက်လိုအပ်တယ်ဆိုတော့အဲ့ဒါသဘောပေါက်လား KNU ဒါဟာအင်္ဂလိပ်လိုထုတ်ပြန်ပြီးအော်နေတာကိုဖမ်းရအယောက်20လောက်ပဲလာခေါ်သွားတယ်ဘယ်နိုင်ငံမှမခေါ်ဘူးဘယ်သူမှဆောက်မှမလုပ်ဘူးတွေ့လားအဲ့ဒါဘာကြောင့်နိုင်ငံတကာဆိုတာအမှန်တရားကိုသိလိုက်တာပေါ့ ကိုကိုခိုင်မာတဲ့အဖွဲ့အစည်းဖြစ်ဖို့လို့အဲ့လိုဖြစ်ဖို့အတွက်ကျွန်တော်တို့နံပါတ်1အစိုးရရှိဖို့လိုအပ်တယ်ဆိုအဲ့ဒါကိုပြောတာ NUG မှမဟုတ်ဘူးတိုက်တဲ့လူလားဝင်းရမေးမယ်ဒါပေမဲ့အနိုင်ခံလုံးကိုကာပါလုံနိုင်တဲ့အစိုးရဖြစ်ဖို့လို့နော်အခုဂရင်းကပြောသလိုတင်ရင်စိုးရလာမှာလာတင်ရင်တခုတည်းပဲမဟုတ်တော့ဘူး NUG မှာအစားထုတ်မှာလားထုတ်ဝင်းရမေးမယ်ကျွန်တော်တို့တွေ NUG မှာ NUG ဆိုရင် all နေကြတာမဟုတ်ဘူးနားလည်လားမသိဘူးအဲ့ဒါအဲ့တော့မထိုးနိုင်ဘူးဆိုရင် NUG ပဲကြည့်ရအောင် NUG ကိုမွန်းမှန်မော်ဒီဖိုင်းလုပ်တာပဲကျွန်တော်တို့ဟုတ်တယ်မလား NUG ကကာပါဝင်ကြီးကမကြိုက်ဘူးလားဥယျာဉ်ကိုဖျက်ပေး အခုယူမစားဘုရုပ်ပါမလို့ဘုရုပ်ဖုံးတဲ့ line တို့ငယ်တဲ့လူတွေတက်ပေးပါဒါဥပမာကျွန်တော်ဒါပြီးပြောနိုင်ရမှာဟုတ်တယ်မလားဒါဆိုရင် NG ကအားကောင်းပါမယ်အဲ့လိုမဟုတ်ဘဲနဲ့ NG တိရကောင်းနေရတာဖိတ်ကတ်နေမယ်ဘေးကလူရတဲ့ငါတို့နဲ့မဆိုင်သလိုနေမယ်ဟာမင်းတို့ကမင်းတို့တက်တက်ယုံကြည်မရှိဘူးနေဘာဖြစ်လာလဲဘာဖြစ်လာတာကိုပြီးွားလိမ့်မယ်ဟာဆိုဒါမျိုးအပြစ်တော်ဆောင်ပြီးတိကျဖို့ကျွန်တော်တို့ပြောနေတာပါဒါတော့ဆိုရင်ကျွန်တော်အခုပြောရတဲ့စကားအားလုံးမှာတိုင်းပြည်အတွက်စိတ်တစ်ခုနဲ့ပြောတာဆရာဖြစ်လုတ်ချင်တဲ့စိတ်နဲ့ကျွန်တော်ပြောတာတခုမှမဟုတ်ဘူးကျွန်တော်ပြောတဲ့စကားမှားတာပါရင်တောင်းပါတယ်နော်ဘာဖြစ်လို့ကြာပြောလို့မကြိုက် အဲ့ဒီပြောရင်မကြိုက်တဲ့လူမျိုးတွေကိုတော့မှန်ပါတယ်เนาะကျွန်တော်ပြောတဲ့စကားတော့မှားတာတော့မပါပါဘူးเนาะသိကြပါလေဟုတ်တယ်လားဒါကြောင့်မို့လို့ကျွန်တော်တိုင်းပြည်အတွက်ကျွန်တော်တို့တွေအများကြီးကြိုးစားရမယ်အတ္တနေမာနနေရှင်းကြပါကျွန်တော်တို့အရွယ်ရောက်တဲ့အချိန်မှာမလောက်ဆောင်နိုင်သွားရင်နောက်တစ်ချိန်အဖိုးကြီးဖြစ်လို့ရှိရင်ကိုခေါင်းအောင်လေတနေ့ကိုငါးချက်ခေါင်းငါဆောက်တော့မချခဲ့လို့ဒီတိုင်းပြည်ဒီဘဝနေမထွက်တာဆိုတဲ့ဟာမျိုးနဲ့